ယနေ့အော်တိုဘာလ17ရက်နေ့ VPN မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေအားအနေငယ်မှာအာတင်းတင်းရှိနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားနေနေပါတယ်။နေပြီးတော့မကွေးတိုင်း၊ကယားပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်းစကိုင်းတိုင်းအောက်ပိုင်းအေရဝတီတိုင်းကချင်းပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကျကျ စကိုင်းတိုင်းထဲပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့တနင်္လာရီတိုင်းမှာနေရာနှံပြမိုးထစ်ချုံရွာပါမယ်ရွာရာရာနှုံးပြည့်ဖြစ်ပါတယ်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာစကိုင်းတိုင်းထဲပိုင်းကချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိနေပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်း တရစီလက်ချင်းနဲ့မိုးသီးရွေးချင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်လာနိုင်ပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းနှဲငယ်မှလှိုင်းအတင့်တင့်ရှိပါမယ်။လှိုင်းမြစ်မှာမြမကန်းဦးရန်တလျှောက်နဲ့ကန်းလွန်ပင်လယ်ပြင်တို့မှာ၄ပေမှ9ပေကန်းထိရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခမန်းကျက်မှာ မုတ်တုံလီအားနည်းနေပါပြီ။မိုးလေဝသတရင်စီစဉ်ကိုမိုးလေဝသဌာန MOHDN နဲ့ဝင်းဒီဒေါကွန်တို့မှရယူဖော်ပြထားတာဖြစ်ပါတယ်။ ယနေ့အော်တိုဘာလ17ရက်နေ့ BPA မိုးလေဝသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ကျွန်တော်ကိုထွန်းပါ